ကျွန်တော်အခုဒီကရတော့ဒီ trip အကြောင်းကိုပြောပြပေးပါမယ်။ကျွန်တော်အခုဒီဇမနိုင်ငံရဲ့ဒီပြည်သူ့တော်ဘုရားကိုကောင်းဆောင်ပြီးတော့ကျွန်တော်ဒီဒီတူတော်ကိုလည်းဖွဲ့ဖို့ဂျာမနီနိုင်ငံဘယ်ဂျီယံပြည်သူ့နိုင်ငံတွေရောက်ခဲ့တယ်ဒီနော်ဝေးနိုင်ငံတွေလည်းရောက်ခဲ့ပြီ။ကျွန်တော်အခုဒီလေ့လာရင်ခီးစံပေါ့ဒီနိုင်ငံတော်အစိုးရတွေနဲ့တွေ့ကြုံတဲ့ခီးစံပါဘယ်လိုတွေနဲ့တွေ့ပြီးတော့ပါပြီးလေ့လာခဲ့ပါလဲ။အဲလွတ်တော်ဥပဒေနဲ့ ဒီလွတ်တော်ကူလည်းဖွဲ့ဒီ EU နိုင်ငံများပေါ့လေအဓိကလာရောက်တဲ့ရည်ရွယ်ချက်ကတော့မြို့လူနိုင်ငံဒီမိုကရေစီစနစ်စတင်ပြီးတော့ထူထောင်နေတယ်။အဲ့လိုထူထောင်နေတဲ့နေရာမှာဒီမိုကရေစီစနစ်ထွန်းကားရေးတွေဆောက်တဲ့နေရာမှာစနစ်ကြနဲ့ပြည်ပြည်မြင်ဖြစ်စေခြင်းနဲ့အထက်အတွက်လွတ်တော်ရဲ့အခန့်ကဏ္ဍလည်းအရေးကြီးတယ်။ဒါမှမဟုတ်လွတ်တော်တွေ အခြားနိုင်ငံမှာဘယ်လိုဖွဲ့စည်းထားတယ်လဲလှုပ်တော်တွေကဘယ်လိုတောင်းယူတယ်လဲဘာတွေလုပ်တယ်လဲအဲ့ဒါကိုအဓိကထားလည်လာဖို့လာတာဖြစ်ပါလေဖြစ်တဲ့အခါမှာ ခုနကအမေရှိလိုပဲအဲဂျာမနီဘယ်လ်ဂျီယမ်နောက်ပြင်သစ်တွေရောက်တဲ့အခါမှာလေလှုပ်တော်အကြီးအကဲတွေနဲ့တွေ့ဆုံခဲ့ပါလေအဒိုနီတို့ဆိုတာပဲအဲ့နိုင်ငံမှာရှိတဲ့နိုင်ငံသားကြီးဝန်ကြီးဌာနတို့လို့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ပြီးတော့ပူပေါင်းဆောင်ရွက်မဲ့ဖွံ့ဖြိုးတိုးတက်တဲ့ဝန်ကြီးဌာနအစသဖြင့်ဒီလိုတွေ့ခဲ့ပါတယ်တွေ့တဲ့အခါမှာလည်းသူတို့အလုံးကတော့မိမိတို့နိုင်ငံဒီမိုကရေစီစနစ်ခေါ်ဆောင်နေတာအတွက်အားရကြောင်းလိုအပ်တဲ့အကူအညီများရှိရင်လည်းသူတို့ကပေးမယ်ဆိုတဲ့အကြောင်းဒီလိုပဲပြောလိုက်ပါတယ်ဒီကိစ္စဉာဏ်ကြားရမှာ တယ်ပြည်ပြည်အစိုးရကောင်းဆောင်နေတယ်ပါလီမန်နဲ့တွေ့တဲ့အခါမှာထူးခြားချက်တွေပါတယ်တွေ့ရမှာထူးခြားချက်လို့ပြောလို့ရတာကအဲမိမိတို့ဒီမိုကရေစီ နိုင်ငံဖြစ်ထူထောင်နေဆိုတာသိမြင်ကြားတွေ့နေရတဲ့သူတို့ဝန်တာတယ်ဝန်မြောက်တယ်ဒါပေမဲ့အားလည်းတင်တယ်လို့သူကပြောကြတယ်အဲဘာကြောင့်လဲဆိုတော့အခုလို့ ်းမြန်ဆန်ဆန်ကြီးပြုပြင်ပြောင်းလဲမှုတွေလုပ်တာအားသင့်တယ်လို့ပြောတာရှိပါတယ်။အဲ့ဒီဒီပဲတချို့ကြတဲ့အခါကျတော့ဒီလိုပြုပြင်ပြောင်းလဲမှုမြန်နေတဲ့အတွက်မြန်နေတဲ့အတွက်အခြား challenge ချက်ခေါ်တဲ့ဒီပေါ့လေ။အဲပြောမယ်ဆိုလို့ရှိရင်တော့အခြားစိန်ခေါ်မှုတွေလည်းရှိလာနိုင်တယ်ဆိုတာတွေ့မိလားဆိုတဲ့သဘောတွေလည်းမေးပါတယ်ဒါမှမဟုတ် ီမိုကရေစီပြင်ပြောင်းလဲနေတဲ့နေရာမှာအခြားစိန်ခေါ်မှုတွေရှိနိုင်လားဆိုတော့မိခွန်းဟာနည်းနည်းလေးထူကြတယ်လို့ယူဆပါတယ်ဟုတ်ကဲ့ဆိုတော့တခြားစိန်ခေါ်မှုတွေဆိုတာဘယ်လိုချက်လဲအဲသူတို့မေးတဲ့မိခွန်းမှာအဲ့တော့မိမိတို့ဘက်ကတော့ဒီမိုကရေစီနိုင်ငံဖြစ် ထူထောင်တဲ့နေရာမှာမိမိတွေမဟုတ်ဘူးမိမိနိုင်ငံမှာရှိကြတဲ့နိုင်ငံသားတွေအထူးသဖြင့်တော့ပါလီမန်ရောက်လာတဲ့လွှတ်တော်အမတ်တွေက မိတို့နိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်ထူထောင်မှသာလေနိုင်ငံနဲ့နိုင်ငံသားများအတွက်ပြည်တော်စုအကျိုးအတွက်ဖြစ်လာမှဖြစ်တယ်ဆိုတာသူတို့သိထားတဲ့အတွက်မိမိတို့ကတော့မဖြစ်မနေဒီမိုကရေစီနိုင်ငံဖြစ်ထူထောင်မယ်လို့ဆုံးဖြတ်ပြီးပြီဒါကြောင့်မလို့လောမယ်လုပ်ငန်းတွေကိုရဲတင်းနဲ့တတ်သိရှိလုပ်ကြမယ်ဆိုတဲ့အနေထားပဲပြန်ပြောခဲ့ပါတယ်ကျေးဇူးပါ